ဖနက်အနီလေးတရံတခါတော့ကရွာငယ်လေးတရွာမှာကယ်ရင်းဆိုတဲ့ကောင်မလေးတူပါသူမရဲ့မိခင်ဖြစ်သူနဲ့အတူနေထိုင်ခဲ့ပါတယ်သူမတို့သားမိနှစ်ယောက်ဟာအတော်လေးဆင်းရဲချို့တဲ့တာကြောင့်ကယ်ရင်းမှာဖနက်တရံတောင်စီးစရာမရှိခဲ့ပါဘူးဒါကြောင့်မိကယ်ရင်းလေးဟာသူမအမိလိုပေးတဲ့တေသားဖနက်လေးတူကိုပဲ အမြဲစီးခဲ့ရတာပေါ့တနေ့တော့ကယ်ရင်းရဲ့မိခင်ဖြစ်သူဟာနာမကျန်းဖြစ်လာခဲ့ပြီးကယ်ရင်းလေးလည်းမိခင်ဖြစ်သူကိုစောင့်ရှောက်ပြီးနေရတော့တာပေါ့ ဒီလိုနဲ့သူမအိမ်အနားကိုရှောက်သွားရင်အရန်ကိုလှပတဲ့အနီရောင်ဖနယ်လေးတရံကိုတွေ့လိုက်ရပါတယ်။ဖနယ်လေးကအရန်ကိုလှပလွန်းတော့သူမဘာဝမကိုယူဆိုင်မနေတော့ဘဲအိမ်ကိုယူဆောင်လာခဲ့တာပေါ့။ကယ်ရင်ရဲ့အမေကတော့ကယ်ရင်ကိုလမ်းပေါ်မှာကြံနေခဲ့တဲ့ပစ္စည်းကိုယူလာခဲ့လို့စူပူနေခဲ့ပါတယ်။ကယ်ရင်သမီးဘာလို့လမ်းပေါ်ကပစ္စည်းတွေကိုယူလာခဲ့ရတာလဲ။အဲ့ဒီပစ္စည်းတွေမှာပိုင်ရှင်ရှိတယ်လေ။အခုဆိုဖနယ်လေးတွေရဲ့ပိုင်ရှင်ကလိုက်ရှာနေလောက်ပြီ။ ဘိုင်ရှင်မပေးပဲယူတာဟာဘလို့နီနီကိုးတာပဲသမီးရဲ့အမေကစင်းရဲလွန်းလို့သမီးကိုဖနှက်လှလာလီတရံတောင်ဝယ်မပေးနိုင်ဘူးဆိုတာကိုအမေသိပါတယ်ဒါပေမဲ့အမေတို့ဘလောက်ပဲစင်းရဲနေပါသေးအခုလုံးမမတင်တော်တဲ့အရာတွေကိုတော့မလုံတင်ဘူးလေသမီးဒီဖနှက်အနီလေးတွေကိုဘယ်တော့မှမစည်းတော့ဘူးလို့အမေကိုဂရီပေးပါဆိုပြီးတော့ပြောပါတော့လေကယ်ရင်လေးကလည်းနာမကျန်းဖြစ်နေတဲ့မိခင်ဖြစ်သူစိတ်ချမ်းသာအောင်လို့ဂရီပေးလိုက်ရတော့တာပေါ့ ဒီလိုနဲ့တည့်ရက်တော့ဂယ်ရင်လေးရဲ့မိခင်ဖြစ်သူဟာဆုံးမသွားခဲ့ပါတယ်။ဂယ်ရင်လေးဟာသူမမိခင်ရဲ့တည်ဆုံးမှုတွင်ဝမ်းနဲ့หนีခဲ့တဲ့ဆိုပေမဲ့သူမဖနှက်အနီလေးတွေကိုစီးကျင်စိတ်ကိုတော့မထိန်ချုပ်နိုင်ခဲ့ပါဘူး။ဒါကြောင့်မိခင်ဖြစ်သူရဲ့ဇာပနာမှာတော့ဖနှက်အနီလေးတွေကိုစီးခဲ့ပါတယ်။ဘွယ်ကိုတက်ရောက်လာကြတဲ့သူတွေကလည်းဇာပနာမှာတော့အနီအောင်ကိုဆင်မြန်းလို့ဂယ်ရင်လေးကိုအပြစ်တင်နေခဲ့ကြပြီးကလေးဖြစ်တဲ့ဂယ်ရင်လေးကတော့တလီထုံးနှန်းကိုနားမလည်ခဲ့ပဲသူမနှစ်သက်ရာကိုသာလှုပ်ဆောင်နေခဲ့တာပါ။ အဲ့ဒီချိန်မှာအမွေသက်ခံသူသားသမီးမရှိတဲ့အသက်ကြီးကြီးတထေးမာကြီးဟာကယ်ရင်လေးကိုတွေ့သွားခဲ့ပြီးမိဘမဲ့ဖြစ်သွားတဲ့သူမကိုမွေးစားခဲလိုက်ပါတော့တယ်။တထေးမာကြီးဟာကယ်ရင်လေးရဲ့ဖက်နှက်ကိုမြင်တော့ဇာပနာမှာစီးဖို့မတင်တာကြောင့်ချုပ်ခိုင်းခဲ့ပါတယ်။ဒါပေမဲ့ကယ်ရင်လေးကတော့ဖက်နှက်အနီလေးတွေကိုလုံးဝမစွန့်လွတ်ချင်ခဲ့ပါဘူး။တမီးလေးလိန်ပါပါတယ်။အဲ့ဒီဖက်နှက်လေးကိုချွတ်လိုက်။အဖွားအရန်လာတဲ့ဖက်နှက်တရံဝယ်ပေးမယ်လို့ဂရီပေးတယ်။ဆိုပြီးပြောခဲ့လို့သာ ကယ်ရင်ဟာဖနက်လေးတွေကိုကျွတ်ထားခဲ့လိုက်တာပါဒီလိုနဲ့တတိမာကြီးဟာကယ်ရင်လေးကိုသူမရဲ့အိမ်ကြီးအိမ်ကောင်းစီကိုခေါ်ဆောင်သွားခဲ့ပြီးတမင်းရင်တယောက်လိုကယ်ရင်လေးလိုလီသေးမရှိအောင်ဓာပြီးတော့စောင့်ရှောက်ပြီးခဲ့ပါတယ်တတိမာကြီးဟာကယ်ရင်လေးအတွက်ဖနက်အသစ်တွေခေါင်းဝတ်အသစ်တွေကိုဝယ်ပေးခဲ့ပေမဲ့သူမကတော့အရင်ဖနက်အနီလေးကိုသာတစ်ချိန်လုံးလွမ်းစစ်နေခဲ့ပါတယ်ဒါကြောင့်မဲသူမဟာတနေ့မှာဖနက်အနီလှလှလေးတရံကိုရောက်အောင်စီးမယ်လို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်ဒီလိုနဲ့နှစ်တော်တော်များများကုန်းလွန်သွားခဲ့ပြီး ဂယ်ရင်လီဟာမိတ်မပြိုလေးတယောက်ဖြစ်လာခဲ့ပါတယ်။ဂယ်ရင်ဟာအဖွားရဲ့စကားကိုလည်းအရင်လိုမျိုးနားမထောင်တော့ပါဘူး။အဖွားကသူ့မအတွက်စားကောင်းတောက်ဖွဲ့ရီချက်ကျွေးပေမဲ့သူ့မကတော့ဗိုက်စာရီခံစားချက်ကိုပဲနှစ်သက်ပဲပြောပြီးတော့မစားမတော့ပဲနေလေးရှိပါတယ်။တကယ်တော့သူ့မလူကျင်နာရှိလို့အဖွားကိုပူဇော်ခြင်းနေခဲ့တာပဲဖြစ်ပါတယ်။ဂယ်ရင်လီမစားမတော့ပဲနေယောဂရသွားမှာကိုစိုးရင်နဲ့အဖွားကယ်ရင်လေးရဲ့ဆန္ဒကိုဖြည်းဖြည်းပေးရပါတော့တယ်။ဒီနေ့က तुम တို့ဇီဝဲထွက်ခဲ့ကြပြီ ဂန်ရီလီဟာဆိုင်းမာထားထားတဲ့အရန်ကိုလှပတဲ့ဗနက်အနီလေးကိုမြင်သွားခဲ့တာကြောင့်အဖွားကိုပူလာပါတယ်။အဖွားကလည်းကယ်ရင်လေးရဲ့အလိုကိုဖြည့်ဆည်းပေးခဲ့တဲ့အပြင်ဂန်ရီလီနဲ့တင်းတော်မဲ့ဗနက်အနိုင်အောင်လေးတရံကိုပါထပ်မံဝယ်ယူပေးခဲ့ပါတယ်။ဒါကြောင့်အဖွားစီမှာပါလာတဲ့ပတ်စံလုံးဝမကျန်တော့တာကြောင့်အင်ကိုချေချင်းပြန်လာခဲ့ရတယ်ဆိုပေမဲ့ဂန်ရီလီကတော့ဝယ်လာသမျှအထုပ်တွေအားလုံးကိုအဖွားကိုပဲတည်ခိုင်းပြီးသူမကတော့ကြော့ကြော်လေးတခြင်းဆိုရင်အင်ကိုပြန်လာခဲ့ပါတယ်။ အဖွားဖြစ်သူဘလို့နေမလဲဆိုတာကိုနည်းနည်းလေးတော့မှဂရုမစိုက်ခဲ့ပါဘူးဒီလိုနဲ့တရက်တော့အဖွားဖြစ်သူဟာကယ်ရင်လေးကိုနောက်နေမှာဇာပနာပွဲတစ်ခုသွားเสียရရှိကြောင်းပြောပြခဲ့လိုက်ပြီးသူမဝယ်ပြီးထားတဲ့ဖနက်အနက်ရောင်လေးတွေကိုပဲစီးခဲ့ဖို့တီချာမာနေခဲ့ပါတယ်ဒါပေမဲ့ကယ်ရင်ကတော့အဖွားရဲ့စကားကိုနားမထောင်ခဲ့ပဲအနီရောင်ဖနက်လေးတွေကိုသာစီးဖို့လှုပ်ခဲ့ပြီးအဖွားမမြင်အောင်ကောင်းနဲ့ဖုံးထားလိုက်ပါတယ်ဒီလိုနဲ့ဇာပနာပွဲကိုရောက်တော့ကယ်ရင်လေးဖနက်အနီစီးလာတာကိုအဲဒယ်ရီယာတွေ့မြင်လိုက်ကြရပြီး ရိုင်းပြတဲ့အပြုမျိုးပိုင်ရှင်ကယ်ရင်လေးကိုဝိုင်းဝန်းဝေဖန်နေကြတာကြောင့်အဖွားပြည်သူလည်းကယ်ရင်လေးကိုစူပူပါတော့တယ်။ကယ်ရင်မင်းကဘလို့တော့ခေါင်းမာတဲ့မိန်းကလေးလဲ။ငါမင်းကိုအနီအောင်ဖက်နဲ့တီကိုမစည်းဖို့အတန်တန်မှာခဲ့ရဲ့သားနဲ့မင်းကဘာလို့ငါစကားကိုနားမထောင်ရတာလဲ။အဖွားဒါသမီးရဲ့အကြိုက်ဆုံးဖက်နဲ့ဥစ္စာကိုသမီးစည်းကျင်တဲ့နေရာမှာစည်းမှာပေါ့။လူတွေရဲ့အမေကိုယူဆိုင်မနေပါဘူးဆိုပြီးကယ်ရင်တယောက်ပြန်ခံပြောနေခဲ့ပါရဲ့။အဲဒီချိန်မှာစစ်သားအုပ်ကြီးတယောက် သူတို့နားလေးကိုရောက်လာခဲ့ပါတယ်။သူကဒူးထောက်လိုက်ပြီးကယ်ရင်လေးရဲ့ဗနက်အနီလေးကိုဗနက်ကလေးမင်းလဲမင်းရဲ့တခင်ဖြစ်သူလို့ခေါင်းမာမာနဲ့မိကနိုင်တဲ့တော့ဒါကနေလိုက် ဆိုပြီးတော့တီတိုးပြောခဲ့ပါတယ်။ပြီးရနဲ့သူကထူးဆန်းစွာနဲ့ပျောက်ဆုံးသွားခဲ့ပြီးအဲ့ဒီအချိန်ကစလို့ဗနက်အနီလေးဟာစတင်ကကုန်လာခဲ့ပြီးတော့ကယ်ရင်တယောက်ဘလူမတ်ကိုရက်တန့်လို့မရခဲ့ပါဘူး။ကယ်ရင်ဟာဖနက်အနီလေးအခုလိုမျိုးကကုန်လာနေတဲ့အကြောင်းကိုနားမလည်နိုင်ခဲ့ပြီးမြဲ အစာပိုင်းမှာတော့ "तू မဟာကာကုန်နေရတာကိုအတော်လေးနှိမ့်ချိုင်နေခဲ့ပါတယ်။ဒါလာတော့ "तू မဟာပင်မလာတာကြောင့်စက်မကကျင်တော့ပါဘူး။ဒါပေမဲ့ "तू မဟာဘလူပဲရက်တက်မှုဂျိုးစားပါသည်။ဘနယ်လေးကလုံးဝမရက်တော့ပဲနေစဉ်ရက်ဆက်တစ်မျိုးလုံးကိုပတ်ပြီးတော့ကာကုန်နေခဲ့တာကြောင့် "गैरिन" အယံကိုပင်မဆင်းရဲလာခဲ့ပါတယ်။ "तू မဟာဖနက်နီလေးကိုမစွန့်လွှတ်ချင်ဘူးဆိုပေမဲ့ဒီတိုင်းဆက်သွားလို့မရတော့တာကြောင့်ချစ်ပစ်ခဲလိုက်ရပါတော့တယ်။ဒါပေမဲ့လည်းဖနက်အနီလေးက गैरिन နောက်ကနေတကောက်ကောက်လိုက်နေခဲ့ပါတယ်။ နောက်ရက်ဒီမှာလဲဖနက်အနီလေးဟာကယ်ရင်ဖယ်သွားသွားနောက်ကနေမပြက်လိုက်နေခဲ့တာကြောင့်အယန်းကိုခေါင်းမာပြီးစကားနားမထောင်တဲ့သူမသူတစ်ပါးရဲ့အမြင်မှာဖနက်အနီလေးတို့လိုမျိုးဖြစ်နေခဲ့ပြီဆိုတာကိုလည်းစင်ကျင်မိလိုက်ပါတယ်။ဒါကြောင့်မဲအရင်လိုသူမစိုးခဲ့မိုက်ခဲ့မိရာတွေအတွက်အဖွားဖြစ်သူကိုတောင်းပန်ခဲ့ပြီးအဖွားဖြစ်သူကလည်းကယ်ရင်လေးကိုအယန်းချစ်တော့ခွလွပေးခဲ့ပါတယ်။အရေးချင်းကစားပြီးဖနက်အနီလေးဟာပျောက်ကွယ်သွားခဲ့ပြီးတော့ကယ်ရင်လေးနဲ့အဖွားတို့နှစ်ယောက်သာပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားခဲ့ကြပါတော့တယ်။